ဖရာမဖြစ်ခင်ဖရာလောင်းတော်ဘဝစနတန္တလို့အမည်ရတဲ့ရှင်ဘင်ကြီးတစ်ပါးဖြစ်ခဲ့ဘူးလေဦးဇင်းတို့ဖရာလောင်းတော်ကြီးစနတန္တတဲ့အင်မတန်မင်းကျင်တရားနဲ့ပြည့်စုံတယ်သဘောထားကြီးတယ်တိလသမารီပညာနဲ့ပြည့်စုံတယ်တိုင်းသူပြည်သားတွေကိုတရားဓမ္မနဲ့အုပ်ချုပ်တယ်အမြဲတမ်းဆုံးမတယ်အဲ့ဒီဇနတန္တမင်းကြီးပြောတဲ့နောင်တရရစီတတ်တဲ့အကြောင်းတရားတွေကိုမန္လေးစရောဘုရားကြီးက မဂတိဝသင်္ကချမ်းကြီးမှာရေးသားတော်မူခဲ့တယ်။အဲ့ဒါလေးကိုအနှစ်ချုပ်မှတ်ကြရအောင်ဟုတ်လား။ငေကလည်းရင်မသိပညာဥစ္စာမစု သူချစ်ကိုဖြက်သူတတ္တသံသူမရ၌ပြင်မာတုံမိပစ္စည်းရှိလျက်ဆိုးစီမလူမွေးမြူမိဘမပြူကြနှင့်ပညာရှိထံဤခမ်းမမအမျက်မကျင်ဤဆယ်စင်ကံ ကြည်ရင်စေရာဥဒုက္ခဝေပူဇာနောင်တရှိတစွတိသနတ္တနမင်းကြီးပြောခဲ့တဲ့နောင်တတရား၁၀ပါးကိုမန္လေးဆိုဘုရားကြီးကမှတ်သားဖို့လွယ်ကူစေခြင်းအကျိုးငါရွတ်ဖတ်ဖို့လွယ်ကူစေခြင်းအကျိုးငါလှလပပလင်္ကာလေးစီထားတယ်နော်အဲ့ဒါလေးကိုအရှင်တို့မာတိကသဘောမျိုးလေးထားပြီးတော့ပြောကြည့်ရအောင်ငယ်ကလျင်မတင်ပညာဥစ္စာမစုငငယ်တုန်းက အတတ်ပညာတွေမသင်ငယ်ဘူးဆိုလို့ရှိရင်ကြီးတော့ပင်ပင်ပန်းပန်းလောက်ကင်စားတော့ရတော့သို့မဟုတ် လူတော်လူကြီးလူရမှာအရာမရောက်ဖဲနဲ့ပညာမဲ့တဲ့လူဒန်းစားတည့်ရအနေနဲ့မိမိတို့မှာဩငငယ်တုန်းကငါပညာမသင်ခဲ့ရပါလားပညာမသင်ခဲ့ရလို့လူဒန်းစီမနေရပါလားပစ္စည်းဥစ္စာအတွက်စားဝတ်နေရေးအတွက်နဲ့ပင်ပင်ပန်းပန်းလောက်ကင်စားတော့နေရပါလား နောင်တစ်ချိန်မှာနောင်တရတတ်တယ်နော်ကလေးလေးတွေအရွယ်ကစပြီးတော့နားလေဖို့ကောင်းတဲ့တရားပေါ့ဟုတ်လားအောက်မှာကလေးလေးတွေတွေ့ရတယ်နော်အေးအဲ့ဒီတော့ပထမနောင်တမရအောင်ငေကလည်းရင်မသိဉာဏ်နောင်တတရားရခြင်းရဲ့နံပါတ်1အကြောင်းကဘာလဲငေတုံးကပညာမသိခဲ့လို့ရှိရင်ကြီးရင်နောင်တရတတ်တယ်ဟုတ်လား ငယ်ကလည်းရင်မသိဉာဏ်ဥစ္စာမစုပစ္စည်းဥစ္စာရှာနိုင်တဲ့အရွယ်မှာပစ္စည်းဥစ္စာကိုမစုဆောင်ခဲ့ဘူးဆိုရင်လည်းပဲကြီးတော့နောင်တရတတ်တယ်ခန္ဓာကိုယ်ကြီးလာတော့စွမ်းအင်တွေကအကုန်လုံးဆုံးရှုံးကုန်ပြီဆုပ်ယုပ်ကုန်ပြီမရှာနိုင်တော့ဘူးမဖွေနိုင်တော့ဘူးအဲ့ဒီအချိန်မှာပစ္စည်းလက်မဲ့အဖြစ်ဖြင့်ဩငယ်ငယ်တုန်းကငါပစ္စည်းတွေတော့ရအောင်ရှာနိုင်ခဲ့တာပဲဒါပေမဲ့အဲ့ဓာတွေ ငါကောင်းကောင်းမုံမုံမရှုမဆောင်ခဲ့တော့အခုဒီမှာပူလောင်နေရပြီဆင်းရဲနေရပြီဆိုပြီးတော့နောင်တရတတ်တယ်။ငေကလျင်မတင်ပညာဥစ္စာမရှုဥစ္စာမရှုလို့ပြောတာနော်ဥစ္စာမရှာလို့မပြောဘူးဟုတ်လားအေးဥစ္စာမရှုရှာတာတဲ့ရှုတာကပိုပြီးတော့အရေးကြီးတယ်ဘလောက်ပဲရအောင်ရှာရှာမရှုမဆောင်လို့ရှိရင်ဒုက္ခရောက်မှာပဲဟုတ်လားသုံးမယ်ဆိုရင် ရှာခြင်းတလောက်ရှာကိုအောင်သုံးလို့ရတာပဲဗျဟုတ်လားအဲ့ဒီတော့ကြီးတော့ပစ္စည်းဥစ္စာနဲ့ပတ်သက်တဲ့အယူအဆတစ်ခုကရှာနိုင်ဖို့လေစုဆောင်နိုင်ဖို့ကအရေးကြီးတယ်အဲ့လိုစကားလေးတွေကိုတိတိကျကျလေးနားလည်ရမယ်နော်အေးဒါကြောင့်မေတုံးကပညာမသင်ခဲ့ရင်နောင်တရမယ်မေတုံးကဥစ္စာမစုခဲ့ရင်ကြီးတော့နောင်တရမယ်ငယ်ကလျင်မသင်ပညာဥစ္စာမစုသူချစ်ကိုဖြစ်သူတသက်သာ သူချစ်ကိုဖြစ်တဲ့နော်တပါးသောသူတို့ရဲ့ချစ်ချင်းတရားတွေကိုပြပြစေတဲ့စကားမျိုးနော်ကိုပြောလိုက်လို့စီလုံးမှုတွေပြပြသွားတယ်ချစ်တဲ့သူနှုတ်ရဲ့အချစ်တွေကန်းချောက်သွားတယ်အဲ့ဒါကြောင့်သူတို့စိတ်ဆင်းရဲသွားကြတယ်အဲ့ဒါမျိုးတွေကိုလုတ်ခဲ့ဘူးမယ်ဆိုရင်ကြီးလာတော့နောင်တရတတ်တဲ့ဟုတ်လားကိုစကားကြောင့်လူသားအချင်းချင်းစီလုံးမှုမပြပြစေသင့်ဘူးဟုတ်လား ဘာကြောင့်လဲဆိုတော့စီလုံးမှုပြင်ပြပြီးတော့အမုန်တရားတွေပွားသွားတယ်ဆိုရင်အကုသိုလ်အင်မတန်ကြီးတယ်။ကို့ကြောင့်သူတစ်ပါးအကုသိုလ်တွေအများကြီးကြီးသွားတာမဟုတ်လို့အဲ့ဒါနောင်တရစီတက်တယ်။ဟုတ်လား။ငေကလျင်မသိင်ပညာဥစ္စာမရှိသူချစ်ကိုဖြက်သူသက်သက်စာစားတယ်ရဟင်းဒီဟင်းရွက်အသီးအနှံတွေအများကြီးရှိပါလှဲ့ခင်နဲ့တနည်းအားဖြင့်ပန်းတကူအသားတွေဘာတွေလဲဝယ်စားမယ်ဆိုစားလို့ရပါလှဲ့ခင်နဲ့ သူများအသက်ကိုကိုယ်တိုင်ပတ်ပြီးတော့စားတာတနည်းအားဖြင့်ကိုကြောင့်သူများအသက်သေရတာကိုစားဖို့အတွက်ကိုပယောကမกินမဲနဲ့ပေါ့လေဟုတ်လားအေးအဲ့ဒါလို့သူများအသက်ကိုသက်စားရင်လည်းပဲကြီးတော့နောင်တရတတ်တယ်ဒီခန္ဓာကိုတည်တယ်ဟိအတွက်ငါလုပ်ခဲ့တာဘာမှလည်းအနှိရှိတာလည်းမဟုတ်ဖဲနဲ့ဟုတ်လားအဲ့ဒါလို့ကြီးတော့အတိကလေးတွေကလည်းရှိလာမှာလေငငယ်ရွယ်ရွယ်အဲ့ဒါလို့တောင်းတောင်းကြမ်းကြမ်းအစားအသောက်အတွက်နဲ့ ပါဠိဘာသာမှုတွေအများကြီးပြုခဲ့ရင်နောင်တရတတ်တယ်။ငေကလျင်မသိပညာဥစ္စာမစု သူချစ်ကိုပြန်သူတသက်သံသူမရ၌ပြမတုံပြီ။ဟော။မိမတွေဘာတုကမတွေအများကြီးရှိပါလက်ကင်နဲ့သူတစ်ပါးပိုင်နဲ့မလွတ်မလပ်အမျိုးသမီးနဲ့မှငါဒီလို ဖောက်ပြန်းမှုဖြစ်ရတယ်လို့ကြီးတော့နောင်တရတတ်တယ်။မျိုးသမီးဒီဘက်ကကြည့်မယ်ဆိုလို့ရှိရင်လည်းပဲ ငါမှာကာမပိုင်လင်ယောက်ျားရှိပါလက်ကင်နဲ့ငါသစ္စာတွေပြက်ခဲ့တယ်လို့ကြီးတော့နောင်တရတတ်တယ်။ဒါကွာကိုချက်ပြီးတော့တွေးရမယ်နော်။အဲ့ဒီကိစ္စကလည်းအင်မတန်ကြီးကျယ်တဲ့ကိစ္စကြီးတစ်ခုပဲ။ဟုတ်လား။အေးဒါကြောင့်လွန်ကျူးမိရင်နောင်တတွေနဲ့ပူပန်ရတတ်တယ်။နော်။လူချေကိုဖြတ်သူတတ္တသသူမယာ၌ပြမတုံပြီးပစ္စည်းရှိလျက်ဆိုးရှိမလို့ဟော။ ပစ္စည်းဥစ္စာပြည်စုံမှာလှည့်ခင်နဲ့လှူမယ်ဆိုရင်လှူနိုင်မှာလှည့်ခင်နဲ့မလှူခဲ့ဘူးမပေးခဲ့ဘူးနှမျောခဲ့တယ်ဝန်တိုခဲ့တယ်ဒါကလည်းခက်တော်ခက်ကြီးပဲလှူနိုင်ဖို့အတွက်ပစ္စည်းဥစ္စာဘယ်လောက်ရှိရမလဲလို့သတ်မှတ်ချက်ကတော့မရှိဘူးနော်ဘယ်လောက်ရှိမှလှူရမယ်လို့သတ်မှတ်ချက်မရှိဘူးနည်းနည်းရှိလဲနည်းနည်းလေးတည်းကသာကိုလှူခြင်းရင်လှူလို့ရတာပဲကိုမလှူခြင်းရင်တော့အများကြီးရှိလဲလှူလို့မရဘူးအဲ့တော့လှူရေးတန်းရေးမှာ ပစ္စည်းဥစ္စာကအဓိကကြတာမှန်ပေမဲ့လို့တရားတရားကပစ္စည်းဥစ္စာတဲ့ပူပြီးတော့အဓိကကြတယ်။သူမရှိရင်ဘာမှကိုမလူနိုင်ဘူး။ပစ္စည်းမရှိပေမဲ့လို့တရားတရားရှိမယ်ဆိုရင်တော့ဟုတ်လားဆွန်ကလေးတစ်စုံရေကလေးတစ်မှုတ်ဒီလောက်ကလေးကတော့လူတိုင်းပေးနိုင်တယ်နော်။အေးဒါကြောင့်ပစ္စည်းရှိရတဲ့မလူခဲ့လို့ရှိရင်ကြီးလာတော့ဩငါမယ်ကုသိုလ်ကောင်းမှုတွေလုတ်ခွင့်ကြုံရတဲ့ ငါမလုတ်ခဲ့ဘူးငါမိုက်ခဲ့တာလို့နောင်တရတတ်တယ်တဲ့ငေကလျင်မသိဉာဏ်ဥစ္စာမစုသူချစ်ကိုဖြက်သူသက်သက်ဆံသူမရနိုင်ပြမတုံပြီးပစ္စည်းရှိလျက်ဆိုးစီမဲ့လူ၆မျိုးရှိသွားပြီနော်မွေးမြူမိဘမပြူကြနဲ့ဟုတ်လားမိဘတပါအသက်ထင်ရှားရှိပါလေကနဲ့ခုပုံမှာမြစ်တာအကြီးဆုံးဖြစ်ခဲ့တဲ့ပုံကိုယ်တွေ ကိုယ့်ပေါ်မှာကျေးဇူးအကြီးဆုံးဖြစ်ခဲ့တဲ့ပုံကိုယ်တွေကိုကျေးဇူးတရားတုံ့ပြန်ရကောင်းမှမသိဘူးမေတ္တာတရားနဲ့တုံ့ပြန်ပြီးတော့ချစ်ရကောင်းမှမသိဘူးမိဘကိုမွေးခဲ့ရကျွေးခဲ့ရကောင်းမှပြုစုရကောင်းမှယူရကောင်းမှမသိခဲ့ဘူးဆိုရင်အဲ့ဒါမိဘတွေလည်းဆုံးမသွားပြီကိုကမိဘနေရာရောက်လာပြီအသက်တွေတဖြည်းဖြည်းကြီးလာပြီဘဝနောက်ကြောင်းလေးပြန်ပြီးတော့ကြီးလိုက်တော့အော်ငါမိုက်ခဲ့တာအမေဖေကိုလွန်းဆွတ်တန်းတပ်ပြီးတော့ငါဘာမှဝတရားမကြည်ခဲ့ဘူးဆိုပြီးတော့ နောင်တတွေရလိမ့်မယ်တဲ့ဘယ်နှပါးရှိသွားပြီခုနှစ်ပါးရှိသွားပြီအေးပြီးတော့ကိုယ့်ရဲ့အုပ်ဆိုးတဲ့ဖခင်ကိုကလန်ကချံပြန်ပြီးတော့လုခဲ့ရင်လည်းပဲအော်ငါဖခင်ကငါ့ကိုလိမ်မာစေခြင်းလို့ဆုံးမတာငါကနားမထောင်ခဲ့ဘူးမထင်မဲ့မြင်ပြုခဲ့တယ်ဆိုပြီးတော့လည်းပဲနောင်တရတဲ့တည်းတဲ့ဘယ်နှမျိုးရှိပြီလို့ရှစ်ချက်ရှိသွားပြီနော်မွေးမြူမိဘမပြူကြနဲ့ ပညာရှိထံနိခမ္မမအမျက်မကျင့်ဤစေစင်ကကုကုမြောက်ကပညာရှိသူတော်ကောင်းတွေလောကရဲ့အကြောင်းဘဝရဲ့အကြောင်းနားလည်ကြတဲ့ပုဂ္ဂိုလ်တွေရှင်ရဲ့အကြောင်းချမ်းသာအကြောင်းကိုနားလည်ကြတဲ့သိကြတဲ့ပုဂ္ဂိုလ်တွေလောကကြီးမှာအများကြီးပဲရှိတယ်။အဲ့ဒါတွေကိုရှင်ရဲ့အကြောင်းကဘာလဲလို့မေးရကောင်းမှမြန်ရကောင်းမှမသိဘူး။ချမ်းသာအကြောင်းကဘာလဲလို့မေးရမြန်ရကောင်းမှမသိဘူး။တန်ဖေရာဆိုတာဘယ်လိုနိဗ္ဗာန်ဆိုတာဘယ်လို့ ထင်ရှားရှိနေတဲ့ဒီငြိမ်းချမ်းချောင်းတရားတွေနဲ့သိနိုင်ခွင့်မြင်နိုင်ခွင့်ရှိနေတဲ့အခါမှာသိတဲ့မြင်တဲ့ပုံကိုယ်တွေရှိလဲရှိနေပါလှဲ့ခင်နဲ့ကိုမမေးခဲ့ဘူးနီးမခံခဲ့ဘူးမစူးစောင်းခဲ့ဘူးအဲ့ဒီပုံကိုယ်တွေရဲ့ထံမှာချင်းကပ်ပြီးတော့တပြိမခံခဲ့ဘူးမနတွေနဲ့တင်းပြီးတော့ဟုတ်လားအသိဉာဏ်ဆိုတာတဦးကြီးကလည်းတဦးစီးဆင်းသွားရတဲ့သဘောမျိုးရှိတာကိုဗျဟုတ်လား စကလုံးတွေကနေသချင်းအတိပဲဖွင့်ရှုချက်တွေနဲ့နားလည်ကြရတာမဟုတ်လားအေးဒါကြောင့်ပညာရှိသူတွေကောင်းအသိအမြင်ရှုချတော်မူကြတဲ့ကျေပြတ်တော်မူကြတဲ့ပုဂ္ဂိုလ်ကြီးတွေရှိပါလှခင်တဲ့ကိုကျိုးစည်းဝါအစ်စ်အမှန်ကိုမေးမြန်းရကောင်းမှမသိတပည့်ခံရကောင်းမှမသိတော့ကြီးတော့အဲ့ဒါဘာဖြစ်လဲဆိုတော့တော်ရဲမှာကျွဲကန်းကြီးလျှောက်သွားနေတယ်လို့မျိုးဘာတရားမှမသိဘာအကျိုးအကြောင်းမှမသိချမ်းသာအကြောင်းလည်းမသိဆင်းရဲအကြောင်းလည်းမသိဘာမှမသိပဲနဲ့ ခင်ကန်းတော်တို့ပေါ့နော်အေးအဲ့ဒါလိုနဲ့မှားရွေးတဲ့အလုပ်တွေကိုလုံမိတက်ပြီးတော့မှန်ကန်တဲ့အလုပ်တွေနဲ့လွဲချော်တက်ပြီးတော့နောင်တတွေနဲ့ပူရတတ်တယ်တဲ့သူကတော်တော်ကိုအရေးကြီးတယ်လို့ထင်တယ်ဗျနော်ပညာရှိထံနိခမ်းမမှတ်အမျက်မကျန်ဤဆယ်စင်းကနောက်ဆုံးတရားကတော့ငယ်ရွယ်တဲ့အချိန်ခန္ဓာကိုယ်ဆွမ်းအားဉာဏ်ဆွမ်းအားစိတ်ဓာတ်ဆွမ်းအားတွေလည်းရှိသူတော်ကောင်းတရားကိုဘယ်လိုကျင့်ရတယ်ဆိုတဲ့ဤလန်းတွေကိုလည်းပြည့်ပြည့်စုံစုံသိတယ် အလုံးအယံသက်ဖြစ်နေခဲ့ပါလှဲ့ခင်နဲ့မြတ်သောအကျင့်ကိုအကြောင်းအမျိုးမျိုးကြောင့်မကျင့်မိဘူးမိသက်ဟိအကြောင်းလေတော့မပြောတော့ဘူးဗျာအကြောင်းအမျိုးမျိုးကြောင့်ပါလားဟုတ်လားအမျက်မကျင့်ရခြင်းရဲ့အကြောင်းအမျိုးမျိုးအကြောင်းကိုပြောမယ်ဆိုရင်တရားကတဏှာကြီးအတွင်းအဲ့ဒီအကြောင်းအမျိုးမျိုးတွေပြောနေတာ ਨੇ ပြီးတော့မှာမဟုတ်တော့ဟင်တရားမကျင့်နိုင်ခြင်းရဲ့အကြောင်းအမျိုးမျိုးတွေအများကြီးမရှိဘူးလားရှိတယ်အဲ့ဒါပါလဲဆိုတော့ကိုယ်အတွေးလေးနဲ့ကိုအဟုတ်ကြီးမှန်တယ်အဲ့ဒါပဲ တရားမကျင့်ခြင်းရဲ့အကြောင်းအမျိုးမျိုးကိုအကျဉ်းချုပ်လိုက်ရင်ဒကာကြီးရဲ့အဲ့ဒါပဲဗျကိုအတွေးလေးတွေကိုကိုအမှန်ထင်းနေတာဟုတ်လားကိုအတွေးကိုကိုအမှန်ထင်းနေတာဘုရားအစရှိတဲ့ပညာရှိသူတော်ကောင်းကြီးတွေကမြတ်သောခြင်းကိုကျင့်လို့သူတို့ကတော့မေတ္တာကရုဏာပြတ်ထမ်းပြီးတော့ပြောတော့ပြောတာပဲကိုလည်းကြားတော့ကြားတာပဲသိတော့သိတာပဲဒါပေမဲ့သူတို့ခိုင်းတာကသူတို့ခိုင်းတာကိုအကောင်အထည်ဖော်ပြတာများသလားကိုအတွေးတွေက ခိုင်းတာတွေကိုအကောင်အထည်ဖော်ပြတာများလား အင်းအတွေးတွေကလည်းအမျိုးကိုစုံနေတာပဲလူအများကြီးရဲ့အတွေးကိုပြောနေတယောက်တည်းရဲ့အတွေးကိုအမျိုးမျိုးရှိနေတယ်ဟုတ်လားအဲ့ဒီအတွေးပေါင်းစုံတို့ရဲ့လှည့်စားချက်ဒဏ်ကိုမိပြီးတော့ခွန်အားတွေရှိတုန်းကမြတ်သောအကျင့်ကိုမကျင့်လိုက်မိဘူးတဲ့အဲ့ဒါအသက်ကြီးလာအိုမင်းလာတော့သေပေါ့သေဝရောက်လာပြီဆိုတော့နောင်တတွေနဲ့ပူရတဲ့တဲ့နောင်တတရားဘယ်နှမျိုးလဲ၁၀မျိုး အဲ့ဒါဇဏတန္တမင်းကြီးပြောတဲ့နောင်နာ10ပါးတဲ့ဗျာသူ့တိုင်းသူပြည်သားတွေကိုသူအမြဲတမ်းဆုံးမတဲ့နော်ဒါကြောင့်အချိန်ရှိတုံးအရွယ်ရှိတုံးမှာကြီးလာတဲ့အခါမှာနောင်တတရားတွေနဲ့မပူလောင်ရအောင်ဒီ10မျိုးကလည်းပဲမှတ်သားစရာအင်မတန်ကောင်းနေလို့ဦးဇင်းတို့ကတော့ထင်းနေဟုတ်လားဒါကြောင့်လူငယ်တွေအတွက်လည်းရည်ရွယ်ပြီးတော့ပြောလိုက်ပါတယ်နော်